တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲတည်ထားရမယ်တပားသူကိစ္စဂျောင်းဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင်သူများပြဿနာခုပြဿနာဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမရတဲ့မလိုအပ်ဖဲများစွာပြောသောစကားတို့ကိုရှော့ရမယ် နောက်လူမရင်းကိစ္စတွေမှာတားသမျှတောင်းယူခြင်းကိုလည်းရှောင်ကျင်ရမယ်။မနာလိုရန်တိုက်ခိုက်နေကြတဲ့ပြသန်းရမယ်။အခက်အခဲတွေကို ပြေလျောင် ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကိုဖန်တီးနိုင်တဲ့နေထားကို ဆောင်ရွက်နိုင်တယ်။ရှေ့ရနေမှာတော့အရာရာအတိုက်ခံရှိမယ်။အခက်အခဲနဲ့ကြုံတွေ့မယ်။ကိုယ့်ရနေမှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်။ စရဲ့နေ့မှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ်စတဲ့နေ့ကမြတ်မြတ်သောနေ့တစ်ခုဖြစ်တဲ့အဲ့ဒီနေ့မှာဘာသာရေးဆိုင်ရာကိစ္စတွေလုပ်ရလဲကောင်းတယ်ဝေကြီးကိစ္စတွေလည်းအဆင်ပြေမှုရှိမယ်စနေ့ရက်နေ့မှာမနာလိုသူများမယ်မူလစီစဉ်ထားလေတွေအတွဲတွဲချုံချုံဖြစ်မယ်ပြီးမှအဆင်ပြေမှုကိုရရှိမယ်ဆက်သောရက်နေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာကျိုးချစွာနာဂတ်ကောင်းခြင်းချိုးပေးခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေနိုင်မယ် ဇလင်းရဲ့နေ့မှာရံပတိပက္ခာတွေကြားတဲ့ကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာအရှိရကုတ်ဒီသွားစဉ်အနည်းဖြစ်တတ်တာကိုတော့ကျူဆက်ရမယ်။အခြေခံအဖြစ်မနဲ့ခရဏိုင်ခွဲနဲ့ကိုးတိုင်ကြားမှာသွားလာနေထိုင်ဆင်ခြင်ပြီးရင်တော့ဒီနေ့တာအရာရာအစဉ်ပြေသောနေထားတွေပဲကိုဥတီတာတွေ့ရပါတယ်။ဇာကပတိနေဗုဒ္ဓနေ့တနေ့လာနေမွေးသူတွေကိုကိုကောင်းချိုးပေးနိုင်မယ်။ တနေ့ကနေနေကနေမွေးသူများကြောင့်ဆဲနှောက်ဆက်တယ်ဖြစ်တတ်ပါတယ်။တက်၅6ကနန်းနေအကျိုးပေးပါတယ်။အဝါရောင်လေမောင်ရောင်နှုတ်နှစ်ရောင်တို့ကို သုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါ။မေလ7ရက်နေ့ဟိနေ့ကကဆုံလာပြည်နေ့ညောင်ရီသုံးဘက်နေ့ဖြစ်တဲ့အတွက်ညောင်ရီသုံးခြင်းကုသိုလ်ကောင်းမှုပြုပါ။အခြားအခြားသောကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့တော်ရဆူတောင်းရင်ဆူတောင်းပြပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူ အားလုံးမင်္ဂလာပါ2025ခုနှစ်မေလ6ရက်ကနေ14ရက်နေ့တော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တည်တည်လက်တွေ့ကောင်ထဲပြောပြီးအောင်မြင်နိုင်မယ်မြေတားရေးစမ်းပွက်မယ် အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရသိမယ်အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအချိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်အခက်ခဲတွေကိုပြေလျောင်ဖြေရှင်းနိုင်လိမ့်မယ်ကျမ်းမာရေးအနေနဲ့ခြူကြမယ်အနေရောမရှိဘူး။သွားနာသွားကြိုက်ဖြစ်မယ်။နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုတွေနဲ့ကံမြမမှုတွေတရားတော့တစင်ပြီးတစင်ဖြစ်ထွန်းသွားမယ်။ ရှင်းရနေရတော့ကိုယ့်အတွက်အရာရာရှင်းပြတော့ကတ္တမလွှမ်းမှုတယ်။အဲကိုယ့်ရဲ့နေမှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်။ဆယ်ရက်နေမှာငွေစုလိုက်ဝင်မယ်၊လက်ပွင့်မယ်၊စီးပွားကံ၊ဒုက္ခကံတိုးတက်မယ်။ဆယ်တရက်နေရတော့ကစုံလာမြင်နေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်စင်ပြေတယ်။ကိုယ့်ရဲ့ကံချမာမာတဲ့အိမ်နေမှာထူးခြားတဲ့ပြောင်းလဲလေးတွေရှိနေမယ်။စနေရက်နေ့မှာ အလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လောက်တာတွေချိုးပြေးတယ်။ဆက်သောရက်နေ့မှာဉာဏ်ပဋိပက္ခတွေနဲ့ထိတဲ့ရင်ဆိုင်ပြီး အလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။ဆက်လေးရက်နေ့မှာအသွါလာနေထိုင်ကြည့်ဆက်ရမယ်မတော်တဆထိခိုက်မှန်ရဲ့လေးတွေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုယ်နိုင်ကြမှာသွားလာကြည့်ဆက်ရမယ်။ အရှိယကုတည်သွားစေအနည်းဖြစ်တတ်တာလေးတွေကိုကယူဆက်ရမှာဖြစ်ပါတယ်တပတ်တာကာလအတော်တွေမှာတနင်္လာနေ့သောကြာနေ့ငါနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးစုတွေဒုက္ခပေးတတ်တယ်နံပါတ်36ကိုကနန်းနေ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စဆောင်ရွက်ပါဒီကလအတွင်း ကဆုံလာပြည့်နေ့မှာရောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာ ကောင်းခြင်းကံတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရေငါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ၈ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာ ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ထူးခြားတဲ့ကံကောင်းခြင်းတွတ်တက်ခြင်းနဲ့ရှင်မန်းကျဲအောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ်ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်ဝိကျေကံဒုက္ခကံစိဘကံဘောဝကံသုံးစုံရဲ့ကောင်းသောတန်လန်းပေါ်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိမယ်ရှင်းရနေ့မှာအလုတ်ကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်ဝေတော့အဖတ်မတင်ကိုယ့်ရနေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ် ရံများမယ်တိုက်ခတ်များမယ်ဆယ်ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမာခြင်းရှိမယ်ဆက်တရက်နေ့အရာရာဆင်ပြေသောကံကြမ္မာရှိမယ်အဲ့ဒီမှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်စရာလို့ဆိုအကောင်းသောကိစ္စတွေဆောင်ရွက်၍မွန်မြတ်သောအကြောင်းအရာရဲ့အနှစ်သာရရမယ်လူဒါနပြုပါကုသိုလ်ကောင်းမှုပြုပါဆန္ဒရနေ့မှာတော့အလုံးစုံကောင်းသောနေထားနဲ့ကံမြမာလာမယ်ရပိုင်ခွင့်နဲ့လဲဝဲပြန်ရမယ် ်ဆက်သောရည်နေမှာယံတိုက်ခံနေရှင်ပြီးလောက်ကဘဝတဏ္ဍကိုဖန်တီးရမယ်အဲ၁၄ရည်နေမှာတော့အသွာလန်နေထိုင်ကြူဆက်ရမယ်မတော်တဆထိခိုက်မှန်နေကို အထူးပြုကြူဆက်ရမယ်အရှိရကုန်ဒီသွားစရာနေဖြစ်တတ်တယ်မနဲ့9နိုင်ခွဲနဲ့9နိုင်တွင်သွာလန်နေထိုင်သတိထားပါနေမယ်ဒီကလာအတော်တွင်မှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောက်ကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ် တလေးကိုကနံချိုးပေးတဲ့အညိုရောင်ပြာရောင်နုနေရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။အနီရောင်နှင်းစီပွဲဖျားကတ်လူပူဇော်ပြီးလူရဆူတောင်းမှဆူတောင်းပြေပါလိမ့်မယ်။ယေရှုတည်ပါတယ်။ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်တိုက်ခန့်နေတဲ့ထိတ်တိုက်တွေ့မယ်။ စီစဉ်တာတစ်မျိုးလက်တွေတစ်မျိုးချုပ်မယ်ဥတီချက်လမ်းကြောင်းတွေမှာအတားစီအပိဆိုးအနောက်ဆက်တွေနဲ့ချုပ်မယ်စိတ်ရှိသီးခံပြီးဖြတ်သားရမယ်ယံပတိပက္ခအနေနဲ့အမြဲကြုံတတ်တဲ့ဆက်ပစ္စည်းတဲ့ဆက်ပစ္စည်းဒီချိန်မှဝယ်နဲ့အဝယ်မှားတတ်တဲ့ဒီချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စိတ်တော်ဆက်တွေရှိတတ်တယ်ရှေ့ရနေရယံပတိပက္ခအနေနဲ့ရင်ဆိုင်ပြီးမှလို့ရှိရပြည့်စုံမယ်ကိုယ့်ရနေရအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ် ဆယ်ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်ဆက်တရက်နေ့မှာငွေရေးကြေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်အဲ့ဒီကလာပြည့်နေ့ကစွန်လာပြည့်နေ့ဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြင်းမယ်ဆက်တရက်နေ့မှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့နှစ်သာရကိုကြုံမယ်ဆက်သုံးရက်နေ့မှာပဋိပက္ခတွေကြားရဖြတ်သန်းရမယ်၁၄ရက်နေ့မှာမတော်တဆနဲ့ဂယူဆိုင်ရမယ်ရန်တိုက်ခံနေတယ်လဲ ိတ်တိုက်တွေ့တတ်တယ်။ရှေ့ရကုတီသွားစရာနေဖြစ်တတ်တယ်။မနဲ့9နိုင်ခွဲနဲ့9နိုင်တွေ့သွားလာနေတိုင်းအထူးပြုကိူးဆက်ရပါလိမ့်မယ်။ကြာသာပတိနေ့၊သောကြာနေ့၊စနေနေ့မွေးစုတွေကောင်းကျိုးပေးတယ်။အင်္ဂါနေ့ဗုဒ္ဓနေ့မွေးစုတွေဒုက္ခပေးတတ်တယ်။9 6 4ကနန်းနေ့ချိုးပေးတယ်။အနီရောင်ချက်သွင်းရောင်ပန်းရောင်တို့ကိုသုံးပြီးလူရှိရာကိစ္စများဆောင်ရွက်ပါအရင်ဒီဘာမှရှိတဲ့ဘုန်းတော်ကြီးကျောင်းမှာဆံလူဒါနာပြုပါကျေးဇူးတင်ပါတယ် ဇာသပတိနေ့မွေးသွားလုံးမင်္ဂလာပါ2025မေလ6ရက်ကနေ14ရက်နေ့အတွင်းမှာ အပြောင်းလဲတွေရှိတယ်ရည်မှန်းချက်သစ်တွေအောင်မြင်မယ်ငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်အကြီးကဲချမ်းမရေးချူကြမယ်နေရာပြောင်းရွှေ့ရှိတယ်လမ်းသစ်ထွေပြီးလုပ်ကြတာချိုးပေးမယ် ဘောပေါင်းသားတွေခွင့်ရည်တွေကကိုယ့်အတွက်ကောင်းသောခွင့်ရည်တွေဖြစ်တယ်။ရှေ့ရနေရတော့ကောင်းသောခံနဲ့တိုးတက်ခြင်းတွေလွှမ်းမိုးတယ်။ကိုယ့်ရဲ့နေ့မှာရန်အားလုံးကိုကြော်ပြီးအဆင်ပြေမယ်ငွေချီးလက်လာပါရေးရကောင်းမယ်။ဆယ်ရနေ့မှာရန်များမယ်မနာသူသူပေါ်မယ်အရာရာတိုက်ခတ်များမယ်။ဆယ်တရနေ့ကတော့ထူးခြားသောခံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်။အဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင် ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါစနေနေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်ဆက်သောရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွင့်မယ်အတူပြေဆောင်မယ်ဆက်လျက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်နေရကိုတော့ကယူဆိုင်ရမယ်အသွာလာနေတိုင်းကယူဆိုင်ရမယ်အရှိရကိုတည်သွားစေနိုင်ဖြစ်တတ်တယ်မနဲ့ ခနိုင်ခွဲနဲ့၉နိုင်တွင်အသွားလာနေတိုင်းဂယုဆိုင်ရမှာ ဖြစ်ပါတယ်။ဇာတာပရိနိဗ္ဗုဒ္ဓနဲ့စနေနေ့မွေသူတွေကောင်းချိုးပေးတယ်။တနေ့ကတွေတနေ့လာမွေသူတွေဒုက္ခပေးရတဲ့နှစ်ခုကိုကနံကိုနဲ့အချိုးပေးတယ်။အစိမ်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝယ်ပြီးလောရာကိစ္စများရှေ့တိုးဆောင်ရွက်ရင်အစဉ်ပြေမှုကိုကြုံနိုင်ပါတယ်။ဒီကာလအတွင်းအနိဗ္ဗာန်မှာရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနပြုပါ။ ကျေးဇူးတင်ပါတယ်တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ2025မေလ6ရက်ကနေ14ရက်နေ့အတော်တွင်မှာရံများမယ်တိုက်ခံများမယ်မူလရည်မှန်းထားတာဒီဆောင်ရွက်တဲ့အခါမှာအတိုက်ခံနေလဲခြုံမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာရဲ့လဲခြုံမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေ့တို့လောက်ကန်ခြင်းနေရဲ့ကောင်းသောကျိုးဆက်ကိုရမယ် အတိုက်ခံနေတော့ရှင်ပြီးလောက်ရမယ်မူလငကိုစီမံပြီးလုပ်တဲ့လူမှန်သမျှကုန်လုံးအလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့စီမံကိန်းမဟုတ်ဘဲနဲ့ပေါ်ပေါ်လာတဲ့ချိန်တွေကိုလက်တွေ့သုံးသပ်တဲ့လူတွေအတွက်တော့ဒီချိန်ကောင်းတယ်ပြန်လည်ဆောင်ရွက်ရတာရှိတယ်လောက်ရတဲ့ကိစ္စတွေလည်းဆင်းပြေသွားနိုင်မယ်လမ်းကြောင်းတွေကိုလှုပ်ချင်းတဲ့လမ်းကြောင်းဟောင်းတွေကိုပြန်လည်သုံးသပ်လုပ်ကံရတဲ့အနေထားကိုရောက်ရှိနေတယ်ရှိရနေမှာတော့အထက်ခံသိပြတာပဲမှန်တယ်လက်တွေ့ကွာမယ် ခိုးရနေမှာရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရရှိမယ်။ဆယ်ရက်နေ့မှာရပိုင်ခွင့်တွေလဲဝဲပြန်ရခြင်းတိုးတက်ခြင်းတွေချုံးမယ်။ဆယ်တရက်နေ့အရာရာကောင်းသောနေထားနဲ့တိုးတက်တဲ့ကံတွေပေါ်မယ်။ဆယ်နှစ်ရက်နေ့ရပိုင်ခွင့်တွေလဲဝဲပြန်ရခြင်းအတိုက်ခံကြမှာတိုးတက်ခြင်းရှိမယ်။ဆယ်သုံးရက်နေ့မှာရံများမယ်တိုက်ခံများမယ်စိတ်ပန်ပန်လူပန်ပန်ဖြစ်မယ်။ဆယ်လေးရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။သို့သော် မတော်တဆအနေကိုဂရုဆက်ရမယ်အရှိရကုန်တည်သွားစေနေရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခိုးနိုင်တွင် သွားလာဂရုဆက်ရမှာပေါ့ကြာသာပတိနေ သောကြံနေစနေနေ့မွေးသူတွေကောင်းချိုးပေးတယ်အင်္ဂါဗုဒ္ဓမွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်36ခုကဏ္ဍနေချိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်တို့ကိုတောင်းပြီးလိုရာကိစ္စဆောင်ရွက်၍ထူးခြားသောကျိုးဆက်ရရှိမယ် တ်17ရက်နေ့ကစုံလာပြည့်နေ့မှာအလူဒါနာပြုပါ ကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့နာဂတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးစွာလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့အတောအတွင်းမှာလုံသမျှရည်ရသမျှအောင်မြင်မယ်ဒီအချိန်ဒီကာလကိုအတွက်ကောင်းတဲ့ကာလဖြစ်တယ်စိုးရိမ်ကိစ္စကြုံရင်လည်းရဲတင်းတင်းရင်ဆိုင်ပြီးဖြေရှင်းမှာအလုံးစင်ပြေသွားရမယ် ဝေချေးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေမှာကိုမှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းလौတမြအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရတွေပေါ်လွင်နေတဲ့ရတ္တီချက်စစ်တွေကိုလှုပ်လို့ရတယ်အလုံးမရှိအလုံးရခွင့်ရနိုင်တယ်အလုံးရှာနိုင်တယ်ဝေချေးဒီချင်းမြုပ်နိုင်ရင်သေချာပေါက်အကျိုးမြတ်ရရှိမယ်ရှင်းရနေရအရာရာခံကောင်းတဲ့နေ့ကိုယ့်ရဲ့နေ့မှာရှင်ပြိုင်မှုမမြောင်မြင်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုရမယ်ဆယ်ရက်နေ့မှာတော့ရရာထိမ့်သိမ့်ပြီးလောက် အလွယ်တကူရတာမရှိဘူးစက်တည့်ရနေ့မှာပေါ်လာတဲ့ခွင့်ရည်တွေလက်တွေ့သုံးချအဲ့ဒီကလပြည့်တဲ့နေ့ကစုံလပြည့်နေ့ကုသိုလ်ကောင်းမှုပါလုပ်လိုက်ထူးခြားစွာကောင်းသွားနိုင်မယ်စက်တည့်ရနေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုလုံးဆရာရှိတာရှေ့တိုးလို့စက်သုံးရနေ့မှာရှင်ပြန်မှုမသွားအောင်မြင်မယ်အပြန်ဆိုင်တိုက်ခတ်ကြထိုးပေါက်ပြီးလုံးဝနေမယ်စက်လေးရနေ့မှာသွားလာနေထိုင်ယူဆိုင်ရမယ်မတော်တဆအနေဖြစ်တတ်တယ်အရှိရကုန်တည်သွားစံနေဖြစ်တတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုနိုင်ထွေသွားလာနေထိုင်ကယူဆိုင်လိုက်ရင် အတော်တန်ကိုစင်ပြေသွားเสียအကြောင်းရှိပါတယ်ဒီကလာအတော်တွင်မှာဇာသာပတိနေဗုဒ္ဓနေငါနေမွေးစုတွေကောင်းကျိုးပေးတယ်တနည်းလားတောက်ကြမွေးစုများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်၃၆၉ကနန်းကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နဲ့ရောင်သုံးပြီးလူရှိရကိစ္စဆောင်ရွက်ပါအဖြူရောင်လက်ကင်မွားတထဲကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပြီးတော့လူရကိစ္စဆောင်ရွက်ပါအားလုံးစင်ပြေပါမယ်ယေရှုတည်ပါတယ်